ဒီနေရာမှာပရဒါရနဲ့ပတ်သက်တဲ့မြတ်စွာဘုရားရဲ့ဆုံးမတကားလေးကိုနားထောင်ကြည့်အောင်ပရဒါရနဲ့ပတ်သက်တဲ့အနေထားလေးတစ်ခုပရဒါရဟာမကျွလွန်သင်ဘူးဆိုတာနဲ့ပတ်သက်ပြီးခုနကကာမိတုမိစ္ဆာသာရအပြင်မှာပရဒါရဆိုသူတို့ဘာရဲ့အိမ်သားကိုပြန်မာတဲ့ဟာဒါကြတော့ အိမ်တော်ရှိတဲ့အမျိုးသမီးနဲ့ပြစ်မှားတဲ့ပရဒါရအဲ့ပရဒါရနဲ့ပတ်သက်ပြီးတော့ခုနကပြစ်မှုကျူးလွန်လို့ရှိရင်လက်ပတ်တော်ငရဲကြတာရင်တူတူပဲသို့သောမြတ်စွာဘုရားဟောတဲ့ဒါနဲ့ပတ်သက်ပြီးတော့လက်တွေ့စဉ်းစားကြရလေးတစ်ခုနားထောင်ကြည့်အောင်မြတ်စွာဘုရားလက်ထက်တုန်းကတာဝတိမြို့မှာပရဒါရကျူးလွန်တဲ့ တထေသာတူရှိတယ်အဲ့ဒါအများသိတဲ့ဒုသနာသောဆိုတာလည်းရှိတယ်နော်ဖရာလက်ထက်ကကျွလွန်တဲ့ပုဂ္ဂိုလ်ကတော့တခြားမဟုတ်ဘူးဒီအနာရဝိသထေကြီးရဲ့တူတော်မောင်သူဟာခေမကလို့ခေါ်တယ် ေမကတထေသာအနာရဝိတထေရဲ့တူပစ္စည်းဥစ္စာလည်းချမ်းသာတယ်သူကဘဝမှာဆူတောင်းမှားခဲ့တယ်ကတော့ဘုရားပွင့်တဲ့အချိန်တုန်းကသူလူ့ဘဝရောက်တယ်ရောက်တဲ့အခါမှာသူကလဝိသမဖြစ်တယ်လဝိဆိုတာခုမှရှိတာမဟုတ်ဘူးအောင်လားအင်းဆန်းတို့လို့ပေါ့လဝိထိုးတဲ့လူဖြစ်တယ်အဲ့ဖြစ်တော့ဘုရားကို ရွှေပြားခတ်ပြီးတော့ရွှေပြားနဲ့ပူဇော်ပြီးတဲ့အခါမှာသူဘာသာဆုတောင်းလို့ဆိုတော့သူစိတ်ဆန္ဒသူမြင်တဲ့အမျိုးသမီးဟာနော်မောင်နှမအရင်ကလွဲလို့ရှိရင်ဘယ်မျိုးသမီးပဲဖြစ်စေသူ့ကိုမြင်လို့ရှိရင်ကိုယ့်ကိုမထိနိုင်ပါစေတည်းပေါ့နော်မတောင်းတဲ့နဲ့ဆုသွားတောင်းတာ ဒါကလေဒုက္ခများတဲ့ဆုတောင်းတာပဲလေဩမတန်တီဆိုရလဲဗမာရိယမဲ့ကြတယ်မအုံမာတို့ပါတို့ဩမတန်တီဆိုရယူသွစေတယ်ဆိုတဲ့အဓိပ္ပာယ် crazy ဖြစ်တာပေါ့နော်ဩမတန်တီဆိုရလဲအဲ့ဒီဆုတောင်းပဲသူမြင်တဲ့အမျိုးသားဟာတိမ့်မတ်ပြီးတော့ယူသွသွားဒါသူဆုတောင်းကြောင်ဖြစ်တာနော်အဲ့ဒီဆုမျိုးတော့သွားမတောင်းကြနဲ့ ကိုယ်ကိုလှလဲရိုးရိုးလှတာကောင်းတာပေါ့သူများဒုက္ခပေးတဲ့အလှမျိုးတော့မလုပ်သင့်ဘူးပေါ့နော်ဒုက္ခပေးတဲ့ဆုတွေတောင်းတာသူတို့ခေမကတထေသကအဲ့လိုလက်ဝိသမားဖြစ်တုန်းကသူဆုတောင်းလိုက်တာဖះကိုဖလူပြီးတော့ဆုတောင်းတာဆိုတော့သူဆုတောင်းကပြည့်သူမြင်တဲ့မျိုးသမီးတွေဟာဘယ်သူမှမယက်တည်နိုင်ပါစေဆိုတော့တော်ရီမျိုးမှာလူလဲဖြစ်ရောတထေလဲတထေသာယောက်ကလဲ ချုံမောလှပတယ်ဆုတောင်းကြောင့်အိမ်တော်ရှိတဲ့အမျိုးသမီးရောမရှိတဲ့အမျိုးသမီးရော သူ့မြင်လို့ရှင်တိမ့်မှတ်ကြတယ်သူကလည်းပဲဒီလည်းရဲ့ရဲ့ရှိတဲ့ပုဂ္ဂိုလ်ပေါ့နော်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးအဲ့တော့ဒီမျိုးမှာအိမ်တော်ရှိအမျိုးသမီးတွေနဲ့ပြစ်မှုတွေကခဏခဏဖြစ်တယ် ဘုရင်ကြီးစီတိုင်ချက်တွေခဏခဏရောက်တယ်။ရောက်တော့ဘုရင်ကြီးကဖမ်းလိုက်တာဖမ်းလိုက်လို့ရှိရင်သူ့မိတယ်။ဘုရင်ကနေပြီးတော့စုံနောက်တွေလွတ်ပြီးဖမ်းတယ်။ဖမ်းတော့သူ့မိသွားတယ်ဘုရင်စီရောက်သွားတော့ရောက်တဲ့အခါကျတော့ချိန်လိုက်တဲ့အခါအနာရဘိသထေးရဲ့တူဆိုတော့ဘုရင်ကြီးကအားနာတယ်။နာမည်ကြီးသထေးကြီးရဲ့တူကြီးဆိုတော့ ခုခေတ်ဆိုရင်တော့အဂတိလိုက်စားတာဖြစ်မှာပေါ့နော်ရှေးခေတ်ကလည်းအဲ့လိုပဲဖြစ်တာပဲဒါအဲ့ဘေကောသရမင်းကြီးကအနာဘိန်တထေးကြီးကိုအားနာပါတယ်ဆိုပြန်လွတ်ပြေးလိုက်တယ်ဒီကောင်အေးမယူအဲ့သူကလည်းမရှောင်ဘူးခဏ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 ဖန်ခံရတယ်အဲ့ဒီတော့အနာဘိန်တထေးကြီးကနောက်တော့ကြာသွားတယ်ဒီကောင်ဒီတိုင်းထားလို့တော့မဖြစ်ဘူး နာမည်ပြည့်နေပြီဘီရင်ကြီးကလည်းအေးအေးယူမှခဲ့နေတယ်တထေးကြီးရဲ့မျက်နှာကိုကြည့်ပြီးတော့အာနာလို့ဆိုသူ့အေးမိဝဲနေတာသူကလည်းမရှောင်ဒါနဲ့ဘုန်းကြီးကြောင့်ခေါ်တာလေခုခေတ်ဆိုရင်တော့သင်္ကန်းဝတ်ပေးမှာပေါ့နော်အဲဒီတော့တော့မြတ်စွာဘုရားစီပို့လိုက်တယ်ဘုရားစီခေါ်တာတော့မြတ်စွာဘုရားတရားဟောအဲမြတ်စွာဘုရားဟောတာလေးကို မှတ်သားကြည့်ယုစပြာဟောတာရှင်းရှင်းလေးရသူ့ကိုရှင်းရှင်းလေးပြောတာအေးပရဒါရသူတော်သားမယားနဲ့ပြုံမာတာဟာမကောင်းဘူးတဲ့ယုစပြာစတ္တာရိဌာနာနိနရောပမတ်တော်ရှင်ယူမိုက်မိုက်နဲ့ဒီ အပိစတိပရဓာရုပသေဝီသူတော်ဘာရဲ့မယားနဲ့ဆက်ဆံတဲ့ပုဂ္ဂိုလ်ဟာအချက်၄ချက်ကိုသွန်ကြီးနိုင်တယ်ချက်၄ချက်နဲ့သွန်ကြီးမယ်တဲ့ပရဒရကံကျူးလို့ရင်ချက်၄ချက်နဲ့သွန်ကြီးမယ်နံပါတ်၁ကအပုံညလာပါမင်းမကောင်းမှုအကုသိုလ်တွေမင်းရနေမှာကျူးလွန်နိုင်ကျူးလွန်နိုင်အကုသိုလ်တွေဖြစ်နေတယ် အကုသိုလ်တွေရနေကုသိုလ်ရမှာမဟုတ်ပဲနဲ့အကုသိုလ်တွေရနေလူတွေကတော့ပြောတာပါတာအကုသိုလ်လူမထင်ကောင်း မထင်ဘူးပေါ့နော်ရသော်ပြားကအပုံညာလာပါအဲ့မင်းပြမှုကြီးမားတဲ့ပြမှု အကုသိုလ်ကိုမင်းရတယ်နဏိကမသေးရသူတော်ဘာရဲ့အိမ်တော်ဘက်နဲ့တော်ပြီပြမားတယ်ဆိုတာဘဲအိတ်ကောင်းချင်းအိတ်ရမလို့ ဘလောက်အခွင့်ရေးချောင်းနေရမှမမသိတာအဲ့ဒါကြောင့်မလို့နာနိကမတေယစိတ်တိုင်းရလည်းမအေးရဘူးတဲ့ဒါမြတ်စွာဘုရားလက်တွေ့ကိုဟောလာနော်ရှင်းရှင်းလေးဟောတာပါမြတ်စွာဘုရားဘင်းပရဒါရကိစ္စအရီဆက်လုံးနေမယ်ဆိုရင် အာကုသူရိယနေမယ်အဲ့ကောင်းခြင်းလည်းမအေးရဘူးနေန္တတတိယမင်းသူတွေကကဲ့ရဲ့ရှုပ်ချတာတတိယ နိဒိယစတုထံငရဲရောက်ဖို့ရမင်းစတုထပဲဒီလေးချက်တော့မင်းရင်ဆိုင်ရလိမ့်မယ်ပရဒရလုတ်တဲ့ပုဂ္ဂိုလ်ဒီဒီလေးချက်ကိုရင်ဆိုင်ရမှာဖြစ်တယ်အကုသိုလ်ရခြင်းအိတ်ကောင်းခြင်းမအေးရခြင်းလူတကာရဲ့ကဲ့ရဲ့ရှုပ်ချမှုကိုခံရခြင်းတည်တဲ့အခါငရဲချခြင်းဆိုတဲ့ဒီချက်လေးချက်မင်းရရှိခံစားမှာခံစားရမှာတဲ့ဒါဒီဘဝမှာ ခံစားပြီးငရဲရောက်တယ်တေချာစဉ်းစားကြည့်တဲ့ဒီလုံဒီအလုံဒီပြစ်မှုကျူးလွန်တာဟာအပုံညာလာဘောအကုသိုလ်ကြီးကြီးကြီးမားမားမင်းရတယ်ဂတိဆပပိကနောက်ဘဝအတွက်လည်းမကောင်းဘူးတဲ့မင်းသွားရမယ်လမ်းကြောင်းကနောက်ဘဝအတွက်ဆိုရင်ဒိဋ္ဌိယဂတိရဲရောက်ဖို့တေချာနေတယ် ပြီးတော့ဒီဘွားမှာလည်းပဲကြည့်လိုက်ပါအောင်တဲ့ဖီတတ္တဖီတာယရတိစာထောခေကသူတော်သားမယားနဲ့ဆိုတော့အမျိုးသားမျိုးသမီးနှစ်ယောက်စလုံးဟာကြောက်ကြောက်လန့်လန့်နဲ့စိတ်တိုင်းရှိသူတို့ဟာအေးစေးစေးဒီပျော်ရွှင်မှုကိုရမှာမဟုတ်ဘူးမျိုးသမီးကလည်းအမျိုးသားကလည်းသူတို့ကအရာဆိုရင် လူမိမှကြောက်တယ် နော်အမျိုးသမီးကလည်းကြောက်တယ်ကြောက်ကြောက်လန်းလန်းနဲ့ဆက်ဆံရတယ်ဒါလည်းမကောင်းတဲ့ဟာပဲကြောက်ကြောက်လန်းလန်းနဲ့ဖီတတဖီတရရတိစာထောဂိတ်ကကြောက်ကြောက်လန်းလန်းနဲ့ပျော်ရွှင်မှုဆိုတဲ့ဟာဘယ်လိုလုပ်ပြီးတော့အရသာရှိကြောက်လန့်နေရတာ ਨੇ ကြောက်လန့်တကြဒီသူတို့ရဲ့ပျော်ရွှင်ပျော်ပါမှုဆိုတာဟာ တပိုင်းကကြောက်နေရတယ်တပိုင်းကပျော်ရွှင်မှုကလည်းအပြည့်အဝမဟုတ်ဘူးသူတို့ဆွတ်လို့တယ်အများဆုံးပြထောက်ပြတယ်စကားနော်ခြေနေတစ်ခုထောက်ပြရာစာစထန်တန်ဂရုကံပနေတည်တယ်ဒီကိစ္စမျိုးကိုဘယင်းတွေကလည်းကြီးမားတဲ့ပြစ်ဒဏ်ချမှတ်တယ်အခုခေတ်မှာမဟုတ်ရှေ့ခေတ်ကလည်းပြစ်ဒဏ်ချမှတ်တယ်နိုင်ငံတော်တော်များများကြီးလေးတဲ့ပြစ်ဒဏ်ပေးတယ်ဆိုတာမျိုးတွေကိုနော်ကြီးလေးတဲ့ပြစ်ဒဏ်ပေးတယ် ရာဇာစထန်တန်ခရုကံပနေတိချီလေးတဲ့ပြစ်ဒဏ်ကိုတိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေကချက်မှတ်ခံရတဲ့တဲ့အဲ့တော့ပြောပွမှုအချိန်လေးကလည်းလွန်နေတယ်ကြောက်လန့်နေရလို့ပျော်ရွှင်မှုအချိန်လေးကလည်းလွန်နေတယ်ဘယင်းရဲ့ပြစ်ဒဏ်ကလည်းချီလေးတယ်ဒီနှစ်ချက်ကိုပဲစဉ်းစားပြီးတော့နောက်ဘဝငရဲရောက်တဲ့ဆိုတာအသာထား တသမနရောပရဒါရဏတေဝေဒါကြောင့်အမျိုးသားတရားအနည်းနဲ့သူတို့ဘာမရနဲ့ဆက်ဆံမှုမလုပ်ပါနဲ့ဒါပြန်ဆိုဘုရားဟောတယ်တရားနော်ရှင်းရှင်းလေးဟောတယ်ဘုရားလက်တွေ့ကြတယ်တရားကိုဟောတယ်တသမနရောဒါကြောင့်အမျိုးသားတရားသည်ပရဒါရဏတေဝေသူတို့ဘာအိမ်တော်ဘက်ကိုမပေါင်းဖက်ပါနဲ့ ဒီအပြစ်တွေရနိုင်တယ်ဒါကြောင့်မို့မပေါင်းဖက်ပါနဲ့လို့ခေမကတထေးသားနဲ့ပတ်သက်ပြီးတော့ဒီတရားကိုဟောလိုက်တယ်ဒီတထေးသားကနောက်ဆုံးမှာတန်ဝေကရပြီးတော့မြတ်စွာဘုရားဟောတဲ့တရားပေါ်မှာသူကြည့်ပြီးလက်တွေ့ကြကြရတဲ့အခါမှာသူသင်္ကန်းဝတ်သွားပြီးရဟန္တာဖြစ်သွားအဲ့ဒီကျမှတာဝတိကဟိုးလေးတကျော်ကိစ္စတွေလည်းရက်တော့ တော့ဆိုသာဝတိညမှာတော်တော်တစ်ခါရောက်နေတယ်နော်ဟိုအိမ်ဖောက်သွားပြန်ပြီဒီအိမ်ဝင်သွားပြန်ပြီ ਨੇ မနေ့ကျသတင်းတွေအဲ့လိုဖြစ်အဲ့ဒီကိစ္စတွေကမြတ်စွာဘုရား ဆုံးမလိုက်တာ ਨੇ ဒီခေမကတထေသာဟာရှားမောကရောက်ပြီးတော့ရှားနာဖြစ်သွားပြီဒီပြစ်မှုတွေငြိမ်းပြီးတော့လွတ်မြောက်သွားတယ်အဲ့တော့လောကမှာ ပြစ်မှုဆိုတာ ပုရုဇေနေရဲ့ပုရုဇေနေဟာကျွလွန်ပြီးတတ်တဲ့အရာတွေပဲဖြစ်တယ်။လမ်းကြောင်းမှန်သွားပြီဆိုရင်သူကျွလွန်မှုတွေကိုလွန်မြောက်နိုင်ပြီးသူတော်လူကောင်းဖြစ်ကို ရောက်သွားတာတွေလည်းများစွာရှိတယ်ပေါ့နော်။ဒါကြောင့်မို့မြတ်စွာဘုရားရဲ့ဆုံးမတရားတော်ကိုနိုင်မှသားကြပြီးငါးပါးသီလထဲမှာပါဝင်တဲ့ကာမိသမိဆာစာရဝေရမဏိသိက္ခာပရံသမရိယာမိဆိုတဲ့ဒီတတ္တိယမြောက်သိက္ခာပုဂ္ဂိုလ်အလေးနဲ့ထားပြီးတော့ ထင်းထင်းရှော့ရှော့ကြရမှာဖြစ်ပါတယ်။တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ရဘုရားရဲ့အဆုံးမတရားတော်မြတ်မှလာတဲ့အတိုင်းပဲမိမိတို့ရဲ့ဘဝကိုသာသနာတော်နဲ့ကြုံတွေ့ပြီးအသိဉာဏ်ရှိတဲ့အချိန်မှာအကောင်းဆုံးဖြစ်အောင်ကျင့်ကြံကြိုးကိုပွားများအထောက်ကြမှာဖြစ်တယ်လို့ကိုစီကိုစီအတိတရားရပြီးစ조사အထောက်နိုင်ကြပါစေကုန်တည်း Amém.